အားလုံးပဲမင်္ဂလာပါခင်ဗျာနော်ဒီနေ့ဆရာတို့နေသားညီတွေအတွက်ပေါ့နော်ဒီဆယ်လာပိုင်းထဲမှာသလသာကံဟောလေးတွေကိုတဟောပေးမှာဖြစ်တယ်ပေါ့နော်အဲ့တော့တနင်္လာသားညီရနေပြီးတော့စပြီးအပြောပြီးသွားမှာပေါ့နော်တနင်္လာသားညီတွေကဒီသလသာကံအနေထားမှာပေါ့နော်အဲကံကောင်းလာတယ်လို့ပြောလို့ရတယ်ပေါ့နော်ကံကောင်းလာတယ်ကံထောက်ကိုရှိလာတယ်သူရဲ့ဒီတလတာကံနေထားမှာပေါ့နော်သူကကံရှိတဲ့အတွက်ကြောင့်ဘာပဲလို့လို့အစဉ်ပြေမှုလေးတွေရလိမ့်မယ် အောင်မြင်မှုလေးတွေအသင့်တင်ရလိမ့်မယ်လို့တွေးရတယ်ပေါ့နော်တိုးပေမဲ့ဒီမကြသူနဲ့ပတ်သက်ရင်တော့အဲ့လိုမကြသူနဲ့ခွဲခွာနေရတာမျိုးလေးတွေကိုဖြစ်နိုင်တယ်ပေါ့နော်ရှိစီတာလည်းတကယ်လို့ခွဲနေရရင်လည်းဒါခွဲနေရအောင်မယ်လို့ပြရတယ်ပေါ့နော်ဒီအလူတန်းနေဒီမင်္ဂလာပွဲနဲ့ပတ်သက်တာတွေအလူလောက်ရတာမျိုးလေးတွေကိုဒီလာထဲမှာမြင်တွေ့ရတယ်ပေါ့နော်တကယ်လို့အဲ့လိုလောက်ခရရင်လည်းသူကကောင်းတဲ့အထောက်အကူပို့ပြီးရလာမယ်ကံပိုကောင်းလာမယ်လို့ဒါပြရတယ်ပေါ့နော်အဲ့လိုအိမ်ကြီးပြန်ပြန်ရတာအဲ့လိုကိုအိမ်မှာပေါ့နော်ကိုအိမ်ကိုရှမ်းမှာ အဲ့လိုအပြင်းစင်လောက်ရတာမျိုးတွေမှာအကျိုးပြုရဲကောင်းတယ်ဆိုတဲ့သဘောတရားကိုပြရတယ်ပေါ့နော်။ကောင်းရင်ရနိုင်တယ်ဆိုတဲ့သဘောကိုပြပါတယ်။အဲ့တော့ဒီလုပ်ငန်းတိုင်ငန်းနဲ့ပတ်သက်ပြီးအကျိုးဆောင်လုပ်ငန်းတွေဟလာဒီအကျိုးဆောင်လုပ်ငန်းတွေအကျိုးပြုမယ်အဲအဲ့လိုဖြည့်ရှင်းကူညီရတဲ့အရာတွေနဲ့အများဆုံးလှုပ်ဆောင်ရမယ်လို့ပြရတယ်ပေါ့နော်။ပြီးတော့နှစ်အစဆောက်ဆုံးကဏ္ဍကိုထိုးပြတဲ့နယ်ပေါ့နော်။ဟိုကကိုယ့်အတွက်အထောက်အကူရှိတယ်အကျိုးပြီးတော့ကဏ္ဍဖြစ်တယ်ပေါ့နော်။အဲ့လိုအစိမ်းရောင်တွေအနေရောင်တွေကို ဝတ်ဆင်ထားခြင်းဖြစ်လေသူကကံကောင်းမှုကိုပို့ပြီးတော့ရစေနိုင်တယ်အဲ့လိုတဲမိုင်းနဲ့ပတ်သက်ရင်လည်းအရင်စိုးရင်ညာမရှိတဲ့နာဖြစ်တယ်မိသားစုပေါ့နော်အင်အောင်ကြီးစသဖြင့်ဒါတွေမှလည်းအငန်းကြီးအဆိုးမရှိတော့တွေ့ရတယ်ပေါ့တနင်္လာသားသမီးတွေရဲ့ကလတာကံကြမ္မာအဟောပေါ့နော်တနင်္လာသားသမီးတွေရဲ့ကလတာကံကြမ္မာအဟောကလည်းကံလေးကောင်းနေလို့တွေ့ရတယ်ပေါ့နော်ဒီလာထဲမှာကံထောက်ကိုရှိတယ်လူလို့တမအရာပိုင်းမှာပေါ့နော်အစဉ်ပြေမှုလေးတွေရှိတယ်ငွေကြီးကန်တဲ့ပတ်သက်ပြီးပေါ့နော်ငွေကြီးဝင်မယ်ငွေကြီးရမယ် အဲ့လိုငွေကြေးပိုင်းနဲ့ပတ်သက်ပြီးအစဉ်ပြေမှုရနိုင်တယ်ဆိုတော့ကံအဟောကိုဒီဒလတာမှာထွက်တယ်ပေါ့နော်အဲ့တော့ဒီဒလတာမှာသူ့ကိုကြည့်မယ်ဆိုရင်သူကကံထောက်ကိုရှိတယ်ကံကောင်းတယ်သူဘာပဲလုပ်လို့သူ့မှာအစဉ်ပြေမှုလေးတွေရလာမယ်အဲအထောက်ကူလေးတွေရလာမယ်လို့ပေါ့နော်တွေ့ရတယ်ပေါ့နော်အဲ့တော့တနည်းနဲ့သားသမီးရာဒီဆယ်လာပိုင်းထဲမှာအဓိကအနေနဲ့ဘာတွေအားပြုရမလဲဆိုတော့ပေါ့နော်ဒီထီထီထိုးလို့ရတယ်ဒီအကျိုးပြီးသောကဏ္ဍများဖြစ်တယ်ပေါ့နော်ဒီ၄၈၆ပေါ့နော်၄ရက်၈ရက်၆ရက် ဒီလိုကဏ္ဍနေနဲ့ပါတာလေးကိုထိုးပေးမယ်ဆိုရင်အထောက်အကူကောင်းတယ်ဒီအစိမ်းရောင်အနီရောင်အများဆုံးဝတ်ဆင်မှာကန်ကောင်းစီနိုင်တယ်ပေါ့နော်ဒီအခုရှိတာက तू ကတော့ဒီသူ့ရဲ့ဒီတဏ္ဍသာသမီးရဲ့ကန်နေထားတာပေါ့နော်ဒီသားစုနဲ့ခွဲခွာနေရအောင်ပဲအဲ့လိုအနေဝေးနေအောင်ပဲလို့တွေးရတယ်ပေါ့နော်ဒါလေးကသူ့ရဲ့အားနည်းချက်ဖြစ်တယ်စီးပွားရေးအပိုင်းနဲ့ပတ်သက်ပြီးသူအဲအကျိုးဆောင်လုပ်ငန်းနေဟလာအိမ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာအကျိုးပြုနေတယ်ငွေကြေးဝင်မယ်လို့တွေးရတယ်ပေါ့နော် ကိုယ့်ရဲ့လှုပ်ဆောင်မှုတွေကနေငွေကြေးတီးရထားပြီးလက်ရှိနိုင်တဲ့ဆိုတော့ကံကိုဒါပြပေးထားတယ်ပေါ့နော်အဲ့တော့ဒီတလတာမှာလည်းသူ့ရဲ့ကံကအထောက်အကူရှိရဲကံကောင်းတယ်ဆိုတာကိုကိုဟောပေးရမှာဖြစ်တယ်ပေါ့နော်အင်္ဂါသားသမီးတွေရဲ့ဒီတလတာကံဟောပေါ့နော်အင်္ဂါသားသမီးတွေကဒီဆယ်လာပိုင်းထဲမှာကံအထောက်အကူရှိတယ်ကံကောင်းတယ်ကံအားသာတယ်ဆိုတော့အဟောကိုထွက်တယ်ပေါ့နော်ဒီလာပိုင်းတွေမှာသူ့ရဲ့လုပ်ငန်းတွေလို့တက်အောင်မြင်မယ်အဆင်ပြေမယ်ပေါ့နော်အောင်မြင်မှုရမယ်ကံအနေထားကိုတွေ့ရတယ်တွေ့ရတယ်ပေါ့ဘာပဲလို့လို့ ကိုဘကမှန်ကန်မှုအရေးကြီးတယ်။ဒါမှသာလင်းတော့ဒီကိုစူးစမ်းခဲ့သမျှစူးစမ်းထားတဲ့အရာလေးတွေကအသေးပွင့်လေးတွေကိုကောင်းစွာခံစားရမယ်။အဲစီဝါရေးတဲ့ပတ်သက်လည်းသူကအောင်မြင်မှုကံလေးတွေကောင်းလာတယ်ပေါ့နော်။မိတ်ဆွေအပေါင်းအသင်းတွေရဲ့အကူအညီရမယ်။ဒီအဖွဲ့အစည်းနဲ့ပတ်သက်တဲ့လုပ်ငန်းတွေရေလုပ်ငန်းတွေနဲ့ပူပြီးတော့ကောင်းတယ်ပေါ့နော်။တကယ်လို့လုံနေရင်လည်းတိုးရှဲရမယ်။အစ်စ်တိုးရှဲရမယ်လို့တွေးရတယ်ပေါ့နော်။ဒီရပိုင်းကာလတွေမှာဒင်းရီသားသမီး စနေသားသမီးတွေထံမှာအကူအညီရစေနိုင်တယ်အကူအညီပေးစေနိုင်တယ်လို့တွေ့ရတယ်ပေါ့နော်ညှိုးနေမှထားတဲ့အရာလေးတွေကနေပြီးတော့သူကတဖြည်းဖြည်းအောင်မြင်လာတတ်တယ်ဆိုတဲ့သဘောတရားကိုဒါပြထားတယ်ပေါ့နော်စီးပွားရေးကံနဲ့ပတ်သက်ရင်ကောင်းတယ်ဝင်ကြီးပိုင်းနဲ့ပတ်သက်ရင်လည်းဝင်ကြီးအဝင်ကြီးကောင်းတယ်အဲလိုဝင်ကြီးမျှတာတဲ့သဘောတရားမှာတွေ့ရတယ်ပေါ့နော်ဒီဆယ်လာပိုင်းထဲမှာဆိုရင်ငါသားသမီးတွေရဲ့ကံအနေထားရပေါ့နော်သူကဒီရေးတိုင်းနဲ့ပတ်သက်ရင်လည်းအရင်အစိုးဘက်အညံ့ဘက်ကိုမပြဘူးဒီကံအနေထားရလည်းအရင် ူဆိုးတာကိုတွေ့ရတယ်ဗောနော်။ဘာပဲလို့လို့ဒီကအနေနဲ့ကိုကနိုင်ငံမှုလေးတွေချိဖို့လိုအပ်တယ်။ကံကံနဲ့ပတ်သက်ပြီးကိုကအဲလိုထောက်ကူရှိရဆိုတော့သဘောတရားကိုပြတဲ့အတွက်ကြောင့်ဒီဆယ်လာပိုင်းထဲမှာတော့အင်္ဂါသတိမီးကကံကောင်းတယ်လို့ပြောလို့ရတယ်ဗောနော်။ဟိုပြောမှဆိုရင်ငွေကြီးအလုံးရင်းဝင်တာမျိုးတွေဟာလာအလုတ်တဲ့တိုးရှဲရတာမျိုးတွေဒီဟိုသူကထောက်ကူရှိစီတယ်ရနိုင်တယ်လို့ပြရတယ်ဗောနော်။ဒီအကျိုးပေးတဲ့ကဏ္ဍနေဆိုရင်ငါသုံးခုပေါ့နော်အကျိုးပေးအရာဆိုရင်လည်းသူကအပြာရောင်ကောင်းတယ်အစိမ့်နှုတ်ရောင်ကျိုးပေးတယ်လို့တွေ့ရတယ်ပေါ့နော် ။ဘာဖြစ်ဖြစ်ဒီကျမိုင်းနဲ့ပတ်သက်ရင်လည်းအရင်ဆိုးဆိုးရင်ရမရှိဘူး။ဒီဆယ်လာပိုင်းထဲမှာငါးသားမီးတွေကကံထောက်ကိုကောင်းတယ်ပေါ့နော်။ကံအားသာမှုရရှိတယ်။ကံလေးတွေတိုးတက်မယ်လို့တွေ့ရတယ်ပေါ့နော်။ဘာဖြစ်ဖြစ်အစ်စ်အစားပြုရတာလေးတွေလည်းအားသာတာကိုတွေ့မြင်ရပါတယ်ခင်ဗျာ။ရာဟုသားသမီးတွေရဲ့ဒီတလတာကံနေတာပေါ့နော်သူကတော့ဒီဆယ်လာပိုင်းထဲမှာဆိုတော့သူ့ရဲ့ကံနေတာကံအနိုင်မြင့်များတယ်ပေါ့နော်ပြောရမလို့ကံလေးနည်းနည်းညံ့နေတယ် ဒီရာဟုသာသမီတွေရဲ့ကံကဘလိုမျိုးအားနည်းချက်တွေရှိတယ်ဆိုသူလုံးမဲ့အရာလေးတွေသူလုံးဆောင်မဲ့အရာလေးတွေကအချိန်ကြံ့ကြာတာမျိုးလေးတွေအချိန်နှေးနေတာမျိုးလေးတွေပေါ့နော်အဲအရင်ကြီးအရှိ့ကိုမရောက်တာမျိုးလေးတွေကိုဒီလာထဲမှာတွေ့ရတယ်ပေါ့နော်သူကအလောက်ကိုင်းနဲ့ပတ်သက်ပြီးတော့လည်းအရင်ကြီးအဲနှေးကွေးနေတာမျိုးကိုပြရတယ်ပေါ့နော်ပြောရမဆိုရင်သင်ပြမှုရမဲ့နေသားတွေမှာကံနေသားတွေမှာပေါ့သူကအညံ့လေးတွေရှိတယ်တော်တော်နဲ့ရဖို့အတွက်ကိုမလွယ်ဘူးဆိုတဲ့သဘောတရားကိုပြရတယ်ပေါ့နော်ဘလောက်ပဲကိုအထောက်စူးစမ်းစူးစမ်းအဲကိုစူးစမ်းတဲ့ အတိုင်းအထိကိုမရောက်ဘူးပေါ့နော်သူကအဲ့လိုဒီတဝက်သူမဟုတ်ပေါ့နော်အနေချင်းပေါ့အဲ့လိုမျိုးပဲသူကရဖို့တက်အံကိုပြထားတယ်ပေါ့နော်ပြောရမလို့ဒီတလားတာကတော့သူတို့ကကံအနေမြင့်များတယ်အဲ့လိုအကောင့်ဘက်လေးတွေရလိုက်အဲအထောက်ကူလေးတွေရလိုက်ပေါ့နော်ဒီကနေပြီးပြန်နှဲသွားလိုက်ကံညံ့သွားလိုက်အားနှဲသွားလိုက်ဆိုလိုမျိုးအများဆုံးဖြစ်နေတတ်တယ်ပေါ့နော်အဲ့တော့ရောက်သားသမီးတွေကဒီဆယ်လာပိုင်းထဲမှာအဓိကအနေနဲ့သူရဲ့စီးပွားရေးလုပ်ငန်းတွေဟာအဲတိတ်ပြီးအဆင်မပြေနိုင်ဘူးခက်ခဲတားဆီးလေးတွေဝင်မဲ့ဆိုတဲ့သဘောတရားကိုပြတယ် ငွေကြေးကန်တဲ့ပတ်သက်ရင်ငွေမမြဲနိုင်ဘူးပေါ့နော်သူကငွေကန်လဲအားနေတယ်အဓိကတော့စနေသားသမီးတွေရဲ့အထောက်အကူကိုယူရမယ်အကူအညီရမယ်ဆိုလို့ရမယ်ဆိုတဲ့သဘောတရားကိုပြတာပေါ့နော်ဒီပြီးတော့သူတို့ရဲ့ဒုက္ခပေးနိုင်လဲဆိုတော့ဒီတနင်္လာသားသမီးတွေကနေပြီးတော့သူတို့ကိုအတားစီလေးတွေပေးတတ်တယ်ဘယ်လိုသူတို့ရဲ့လှုပ်ဆောင်မှုတွေကိုအတားစီတိုက်ခိုက်ပေါ့နော်ဒုက္ခပေးနိုင်တဲ့ကံလေးတွေကိုပြတယ်ပေါ့နော်ဘောရဘူးသားသမီးတွေရဲ့ဒီဆယ်လာပိုင်းတလတ်တာကံအောပေါ့နော် ဒီဆယ်လာပိုင်းတလတ်တာကန်ဟောရဗရုသသမီးတွေကကန်အနေမြင်များတယ်ကန်ညံ့တယ်ဆိုတော့ဟောကိုထွက်တယ်ပေါ့နော်အဲ့တော့သူကကျမအင်းနဲ့ပတ်သက်ရင်မမြုံလင်းမဲ့ယောဂတစ်ခုဝင်တတ်တယ်ယောဂတစ်ခုကိုခံစားတတ်တယ်ဆိုတော့သဘောတရားကိုဒါပြပေးထားတယ်ပေါ့နော်အဲ့တော့ဒီလာထဲမှာကျမအင်းအနေငယ်ရေးပြရမယ်ကျမအင်းအနေငယ်ညံ့မယ်ပေါ့နော်ဒီပဝင်းကြီးရဲ့မကောင်းပြောဆိုမှုကိုခံရတတ်တယ်အတိုက်အခိုက်ဒါစီလေးတွေမနာလိုသူတွေတွေပေါ်များနေပြီလို့ပြတယ်ပေါ့နော်အဲ့တော့တောက်ကြသားသမီး တလင်းလာသားသမီးတွေရဲ့ဒုက္ခပေးမှုအတားဆီးပေးမှုကိုခံရတဲ့သတိထားပါပေါ့နော်ဟိုသူတို့တွေကိုငွေရှိတာမျိုးတွေပါလေဒီလိုနေနိုင်ရောလောက်တင်ဘူးလို့တွေးရတယ်ပေါ့နော်အဲအဲ့လိုမျိုးဆိုရင်ငွေဆုံးရှုံးတတ်တယ်ငွေမမြဲဘူးပေါ့နော်ဒါလေးတွေကိုပြရတယ်စနေသားသမီးကြာသားပေးသားသမီးတွေရဲ့အကူအညီကိုတော့ရရှိနိုင်တယ်အထောက်အကူပေါ့နော်သူတို့ရဲ့အထောက်အကူကိုရနိုင်တယ်အကူအညီပေးမှုကိုရနိုင်တယ်ပေါ့နော်အဲ့တော့အဲ့ဘယ်လိုလုပ်ငွေကြီးနဲ့ပတ်သက်ရင်လည်းအရှိန်အငားတွေပါလေသတိထားပေးရမယ်ပေါ့နော်အဓိကအနေနဲ့တောက်ကြသားသမီးတလင်းလာသားသမီးတွေကို ဟိုအယုံလွယ်လို့မရဘူးလို့ပြရတယ်ပေါ့နော်အဲ့လိုယုံလဲတဲ့ခါမျိုးမှာလူလိန်ခမ်းတာမျိုးတွေငွေရေးပြဿနာဖြစ်ပေါ်တာမျိုးတွေအများဆုံးဖြစ်စေနိုင်တယ်ပေါ့နော်အဲ့တော့ဒီဘာတွေရှောင်ပေးရမလဲဆိုတော့တကြားပေါ့နော်တခွာသည်အသားထဲမှာဆိုရင်သူကစက်သားမစားဘူးပေါ့နော်ဟိုရှောင်ပေးတင်တယ်ပေါ့စက်သားကိုမစားရင်တော့ပိုကောင်းတယ်ပေါ့နော်ရှောင်ပေးနိုင်မယ်ဆိုရင်ကောင်းတယ်ဒီဒလတာမှာပေါ့နော်အဲ့တော့အဲ့လိုရှောင်ပေးနိုင်မယ်ဆိုရင်သူကဘာတွေအားပြုလို့ရလဲဆိုတော့ဒီဒီကနန်းတွေဘာတွေကန်ဆန်းလို့ရတယ်ပေါ့နော်တင်းနေစားတဲ့ကနန်းတွေ ဒီငားနဲ့စားတဲ့ကဏ္ဍတွေပေါ့နော်အဓိကအနေနဲ့တစ်ပါတဲ့ကဏ္ဍနဲ့ငားပါတဲ့ကဏ္ဍတွေကိုထိထိုးမယ်ဘုသူ့ထိုးခိုင်းရမယ်ဆိုရင်ဗုဒ္ဓဘုသားသမီးဒီစနစ်သားသမီးတွေကိုအဲထိုးခိုင်းမယ်ဆိုရင်နော်ခီတွေပေါက်တာမျိုးလေးတွေဒီကန်ဆာမဲပေါက်တာမျိုးလေးတွေအများဆုံးဖြစ်စေနိုင်တယ်လို့တွေ့ရတယ်ပေါ့နော်အဲ့တော့စီးပွားရေးကတော့ရန်ရင်ကောင်းနေတာမျိုးလည်းမဟုတ်ဘူးအရင်ဆိုးနေတာလည်းမဟုတ်ဘူးတင့်တယ်လို့တော့မြင်မိပါတယ်ခင်ဗျဟုတ်ကဲ့ပါ ဂျာတာဘေးသားသမီးတွေရဲ့ဒီဆယ်လပိုင်းမှာသူတို့ရဲ့ကလတာကန်နေတာပေါ့နော်ဂျာဂျာတာဘေးသားသမီးတွေကတော့သူတို့ကဒီဆယ်လပိုင်းမှာကန်ကောင်းနေလို့ပြောလို့ရတယ်ပေါ့ကန်ကောင်းနေတယ်ကန်ထောက်ကူနေရှိတယ်ငွေကြေးနဲ့ပတ်သက်ရင်ငွေမြဲမယ်လို့ငွေကြေးကန်နေကောင်းနေပေါ့နော်ငွေရမယ်ကန်နေငွေဝင်မဲ့ကန်တွေကိုအဓိကပြရထားတယ်ပေါ့နော်ငွေတောက်လျှောက်သူတို့ဒီလာပေါ့နော်ငွေတောက်လျှောက်ဝင်နေမယ် ဟိုမကြာခဏအလူအတန်းနေလောက်ရလိမ့်မယ်အလူပေးရမယ်လို့ဒါပြရတယ်ပေါ့နော်။ဟောသူ့ရဲ့အဲနီးနားမှာအလူတွေပြုတ်ရရင် ပိုပြီးကောင်းတယ်ပေါ့နော်။သူ့ရဲ့ကံနေထားခါတော့ဒီကအနေနဲ့ကံကောင်းတယ်လို့ပြောလို့ရတယ်။ဒီဆာလာပိုင်းထဲမှာဆိုရင်သူ့ရဲ့စီးပွားရေးလုပ်ကိုင်တွေကတိုးချဲ့ရတာဒီဟလားရနေပြီးတော့အကျိုးမြတ်များစွာရတာဒီကံရဲ့အထောက်ကူပိုပြီးရတာမျိုးလေးတွေကိုအများဆုံးပြပေးထားတယ်ပေါ့နော်။အဲ့တော့စီးပွားရေးကံအစားပေါ့နော်။ငွေကြီးကံအထိကောင်းလာလိမ့်မယ်။ အဲ့လိုငွေဝင်မဲ့ကံတွေငွေကြေးရမဲ့ကံတွေကိုအများဆုံးပြပေးထားတယ်ပေါ့နော်အဓိကတော့သူတို့ကဒီသူတို့ရဲ့ဒီအရာရာမှာပေါ့နော်နေနေတဲ့အရာလေးတွေကမြင်မလာမယ်အဲသူ့ထပ်ပူပြီးတိုးတက်လာမယ်ဆိုတဲ့သဘောတရားကိုပြရတယ်ပေါ့နော်အဲ့တော့အသာပြေးသားသမီးတွေအတွက်ခံကောင်းတယ်လို့ဒီလာပြောလို့ရတယ်အဲ့တော့ဒီငွေကြေးနဲ့ပတ်သက်လို့ရှိရင်သူကငွေဝင်မဲ့ကံတွေရှိတဲ့အတွက်ကြောင့်ကိုကမကြာခဏဂလူများများလုပ်ပေးပါဒီရဝေးမဧည့်သည်တွေကိုတက်နံသမ ्या ခြောင်ပေးမယ်ပေါ့နော်လက်မခံမယ်ဆိုရင်ပို့ပြီးတော့ကောင်းတယ်ဟို ကောင်းမွန်တဲ့အရာတွေကိုပိုရဖို့အတွက်တို့ကအထောက်ကူလေးတွေကိုလိုတဲ့အရာလေးကိုရှောင်ပေးနိုင်မယ်ဆိုရင်ဒီလကပိုပြီးတော့ကောင်းတဲ့လဖြစ်တယ်ပေါ့နော်ဟုတ်ကဲ့ပါတောက်ကြသာသမီများရဲ့ဒီဆယ်လာပိုင်းမှာပေါ့နော်တို့ရဲ့တလတာကံနေထားပေါ့နော်ကံညံ့တယ်လို့ပြောလို့ရပါတယ်ခင်ဗျာနော်ကံညံ့တယ်ကံလေးပိတ်နေမယ်သူ့မှာအသာစီးတိုက်ခိုက်ဒီအနောက်ဆက်တွေရှိရပေါ့နော်အဲ့တော့ဒီလကသူ့အတွက်ကံနဲတဲ့လလို့ပြောလို့ရတယ်လောက်ကံဒီမှာဆိုရင်အဆင်ပြေမှုတွေများနေတယ်အဲ့လို ဝေကြီးပြဿနာတွေအလုံးနဲ့ပတ်သက်ပြီးအစင်မပြေတာမျိုးတွေကိုအများဆုံးကြုံရတတ်တယ်ပေါ့နော်စီးပွားရေးတိတ်မကောင်းဘူးလို့ဒါတွေ့ရတယ်ပေါ့နော်စီးပွားရေးကံနဲ့ပတ်သက်ရင်အားနေတယ်ဝေကြီးကံနဲ့ပတ်သက်ရင်ငွေမမြဲနိုင်ဘူးငွေအထွက်များရမယ်ဆိုတဲ့ကံတွေကိုပြထားတယ်ပေါ့နော်အဲ့တော့သောကြသားသမီးတွေကဒီလာထဲမှာအဓိကအနေနဲ့ဒီလုံးမဲ့အလုပ်တွေကိုအဲ့လိုဝေခွဲမရတာတွေဟိုတွေ့ဝင်တာမျိုးတွေအများဆုံးဖြစ်စေနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဆိုရင်စက်နံတရားသတိထားပေးပါဒီငွေကြီးကြီးတဲ့အရာမျိုးတွေမှာ အဲအရှုံးပေးကျင်လာအောင်ပေါ့နော်စိတ်ညစ်စရာတွေဖြစ်ပေါ်တတ်တယ်ဒီဘဝတစ်ခုလုံးမှာ तू ကံအနေနဲ့ကြည့်မယ်ဆိုရင်ကံညံ့နေတာကိုတွေ့ရတယ်စိတ်ညစ်စရာလေးတွေပေါ့နော်အဓိကအများဆုံးဖြစ်ပေါ်နိုင်တဲ့လဖြစ်တယ်ပေါ့အဲ့တော့ရိုင်းစိတ်တက်မကြပဲနဲ့ကိုလုံးမဲ့လုပ်ငန်းတစ်ခုကိုတခြားလေးစဉ်းစားပါတခြားလေးဒီပိုင်နိုင်မှလုပ်စီခြင်းနဲ့ပေါ့နော်အဲ့ဒါဆိုရင်ဒီရဲ့အလုပ်ကံကြီးအရင်ကြီးစိုးဘက်ကိုမြောက်စီဘူးပေါ့နော် तू ညုံနဲ့မထားတဲ့ကြားမှာ तू ကဒုက္ခအတားအဆီးကိုဖြစ်ပေါ်မဲ့အတွက်ကြောင့်ဒီအိမ်တော်ကြီးကံလေးလည်းမကောင်းဘူးမိတ္တာကြီးကံလည်းတက်ပြီးမကောင်းဘူးပေါ့နော် အင်တော်ကြီးနဲ့ပတ်သက်ရင်အညံလေးတွေကိုတတိထားပြပါခင်ဗျာနော်အင်တော်ကြီးကံနဲ့ပတ်သက်ပြီးပေါ့နော်သိပြီးအားမရဘူးပေါ့နော်အဓိကတော့ငွေမမြဲဘူးပေါ့နော်ငွေမမြဲတာကိုတဏ္ဍာညာရှောင်ပေးပါဥမာအညံအတားစီးတွေရှိရတဲ့ကြောင့်ဒီပေါ့နော်ဖြစ်နိုင်ရင်သူကဒီကံပွင့်လန်းအောင်ကံနေထောက်ကူရအောင်အားပြုပြီးပို့ကောင်းမယ်ခင်ဗျာနော်သူစီးပွားရေးကံလည်းညံ့တယ်အဲမိတ္တာကြီးကံလည်းညံ့နေတယ်ပေါ့နော်ကျမကြီးမှာဆိုရင်ဒီပို့ကောင်းတဲ့ပတ်သက်တဲ့ တဲမာကြီးအပိုင်းလေးတွေကိုတတိထားဖို့လိုအပ်ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါတဏီသားသမီးများရဲ့ဇေလာပိုင်းပေါ့နော်ဇေလာပိုင်းမှာတလတာကံဟောပေါ့နော်ဒီစဏီသားသမီးတွေကဒီဇေလာပိုင်းထဲမှာသူတို့ရဲ့ကံနေထားပေါ့နော်ကံလေးနဲ့ငင်ညံ့နေကံနေတယ်လို့တွေ့ရတယ်ပေါ့နော်အဲ့တော့ဒီအပိုင်းကာလတွေမှာပဝင်းကျင်မကောင်းပြောဆိုမှုတွေကိုမမျှော်လင့်မဲခံရတဲ့အတားအဆီးတိုက်ခိုက်ရင်ရှိတယ်ပေါ့နော် လူမှုရေးပြဿနာတွေဖြစ်ပေါ်တတဲ့ငွေရေးပြဿနာတွေတည်ထားပြီးဖို့လိုအပ်တယ်ပေါ့နော်အခုလာတဲ့မှာဆိုရင်ဘာပဲလို့လို့တတိနေလို့တင်တဲ့ခါလာဖြစ်တယ်လို့တွေ့ရတယ်ပေါ့နော်အစားမားတာတွေစေးမားတာတွေဂျမအီမှာအများဆုံးဖြစ်စေနိုင်တယ်ပေါ့နော်ဂျမအီလေးအနှဲငယ်ဒီပြုတ်ပေးပါအနှဲငယ်ညံ့တယ်ပေါ့နော်ဟုတ်လို့ကိုခင်မင်းကြီးနေတဲ့မိတ်ဆွေတွေတငယ်ချင်းတွေနဲ့ခွဲခွာတတဲ့ဒီအိမ်နွေးအပိုင်းကြည့်မယ်ဆိုရင်တော့အနှဲငယ်အဆင်ပြေနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အိမ်နွေးကအနှဲငယ်ตายရမယ်ကောင်းတယ်လို့ဟောထားပါတယ်ခင်ဗျာနော် ဒီချို့ရဝေးကံလေးနဲ့ပတ်သက်ပြီးဒီစနေသားသမီးတွေမှာနိုင်ငံခြားကံလေးပတ်သက်ပြီးအစဉ်ပြေမဲ့ကံအနေထားကိုတွေ့ရတယ်ပေါ့နော်ဒီခုနှစ်ခုနှစ်သားသမီးများထဲမှာမှစနေသားသမီးတွေကနိုင်ငံခြားကံကောင်းနေတာကိုအဓိကအဖြစ်တွေ့ရတယ်ပေါ့နော်အဲ့လိုငွေပြဿနာတွေကိုသတိထားပေးပါငွေကြီးအချုပ်ချင်းတွေကိုကင်းဆိုင်ဖို့လိုအပ်တယ်ငွေကြီးကံလေးတွေအဲသိပ်ပြီးမမြဲတာမျိုးတွေအများဆုံးဖြစ်စေနိုင်တယ်ပေါ့နော်အများကြီးစိုးတာမျိုးတော့မဟုတ်ဘူးစနေသားသမီးတွေကဟိုကံလေးအနေနဲ့ညံ့တာလေးတွေနဲ့သတိထားစရာလေးတွေ review တရားလေးတွေရှိတာမျိုးပဲတွေ့ရတယ်ပေါ့နော်အဲ့တော့အရင်စိုးရင်စရာမလိုဘူးစီဝါရေးတင့်တယ်အင်အောင်ရေးလည်းတင့်တယ်အဓိကကျမရေးအနေနဲ့ view site ပါအစားမားတာတွေသတိထားပြီးပါကံနေရနဲ့ပတ်သက်ပြီးရဝေးပြပါကံလေးတွေကောင်းနေတာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့စနေသားသမီးတွေကအရင်ဒီတလားတာမှာစိုးတာမျိုးတော့တည်ပြီးမတွေ့ရဘူးအစားတော့အနေထိုင်လေးသတိပြုပေးပါအဲရဝေးကိုပို့ပြီးအပြုဖို့လိုအပ်ပါတယ်ခင်ဗျာနော်ဟိုအကောင့်တွေဖော်ဖို့ပေါ့နော်အခုလုတ်တဲ့လုတ်ထားတဲ့ညီမထားတဲ့အရာတွေကိုအများဆုံးအကောင့်တွေဖော်ဖို့အတွက်ကိုကန်ရှိနေတယ်လို့ပြတယ်ပေါ့နော်အဲ့တော့ ဒီအရင်အနေနဲ့ပေါ့နော်ရှောင်းဝမ်းဆောင်းရံလေးတွေအနေနဲ့လည်းထပ်ပြီးတော့ပြောပြဦးမယ်ပေါ့နော်ဟုတ်ကဲ့ပါ